ပေါင်းသူတော်ကောင်းအပေါင်းတို့မင်္ဂလာပါရှင်။ New York Channel မှာဆရာမရှက်တီကနေညွှန်ကြားစာကျူးစွပါတယ်။အမြဲတမ်းအားပေးမှုကိုကျူးကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ဒီနေ့ဆရာမတင်ဆက်ပေးမှာတော့2015နိုဝင်ဘာလတလားလုံးအတွက်ဘောရူဖွားဘောရူနိမွေးဖွားသူများအတွက်အထူးဟော့စတန်ဖြစ်ပါတယ်ရှင်။ဉာဏ်ပညာရှင်မာဂျူရီဂျူရဲ့စွမ်းရည်မျိုးပိုင်ဆိုင်ထားတဲ့ဘောရူဖွားတို့ဟာဆက်သွယ်ပြောဆိုရမှာထူးချွန်ပြီးတော့အမြဲတမ်းလေ့လာနေသူတွေ ဖြစ်ပါတယ်။နိုဝင်ဘာလမှာဘလို့အခွင့်အလမ်းတွေဘလို့စင်ကုန်မှုတွေရှိနေမလဲဆိုတာမြမရူရပီရင်ပညာနဲ့အနောက်တိုင်းဂျူသွားဂျူလာကိုပေါင်းဆက်ပြီးတော့အသေးစိတ်ဟောပြောပေးမှာ ဖြစ်ပါတယ်။ဘူရူဘွားတို့ဟာဒီလားထဲမှာအဓိကအတော့ချက်တစ်ခုကတော့မိခွန်များမိ мян ခြင်းမှာမိခွန်များမီးခွန်များခြင်းပဲဖြစ်ပါတယ်။တင်တို့ရဲ့အတိကျင်စိတ်မီးမြန်းကျင်စိတ်ကငွေကြီးနဲ့အချီးကြီးမှာဘလို့အကျိုးမြတ်တွေရယူပေးနိုင်မလဲဆိုတာကိုဆက်လက်ပြီးတော့ကြည့်အောင်လားရှင်။ ဘူရူဘွားဆိုတာအပြောင်းအလဲနဲ့လိုင်းလျောညီထွေစွာ နေထိုင်နိုင်စွမ်းမြန်မာသူတွေဖြစ်ပါတယ်။နိုဝင်ဘာလမှာဒီအချင်းတွေကပုံမှုအေးပါလာပါလိမ့်မယ်။မြမယူရာတုံးသက်ချေအရာဒီလဟာဘူရူဂျုံမဲအတွက်ကန်ကောင်းခြင်းနဲ့ဆွေးရှုပ်တွေ့မှုရောထွေးနေမယ်လာတလဖြစ်ပါတယ်။မြမယူရာအရာအဝေးမှရောက်လာတဲ့တည်င်းကောင်းလေးခီးသွာလာမှုတွေကံကောင်းခြင်းတွေရရှိမဲ့တာလည်းဖြစ်ပါတယ်။အောင်မြင်မှုတွေရရှိနိုင်ပေမဲ့ယုံကြည်ရတဲ့သူနဲ့ အထင်မြင်လွှဲမှားခြင်းဂရုပြည့်ခြင်းတွေကြောင့်ရနိုင်တာဟုတော့သတိထားတင်ပါတယ်။တင့်ရဲ့ကံကောင်းသောဇကားတွေအကြံဉာဏ်တွေဟာအထင်အမြင်လွှဲမှားခံခံရနိုင်တာမဟုတ်လို့ဇကားကိုချင့်ချင်းပြီးမှပဲပြောဆိုတင်ပါတယ်။အထူးသဖြင့်မတော်တဆရံဖြစ်ခြင်းကိုလည်းရှောင်ရှားတင်ပါတယ်။ အနောက်တိုင်းဗီဒီယံဟော့စတန်အရာဆိုရင်တော့နိုဝင်ဘာလမှာတင်တို့ရဲ့အုပ်ချုပ်သူဂျိုဖြစ်တဲ့မာဂျူရီဂျိုဟာနောက်ပြန်လှနေခြင်းဖြစ်တာမို့ဆက်သွယ်ရေးဒီပညာနဲ့စာချုပ်စာတမ်းကိစ္စတွေမှာတော့နောက်နေမှုတွေအမှားယွင်းတွေဖြစ်တတ်တာကိုတော့ဂရုစိုက်ရပါမယ်အဓိကဆုံးဖြတ်ချက် ကြီးတွေဆုံးဖြတ်ချက်ကြီးကြီးမားမားတွေချမှတ်တာအရေးကြီးတဲ့စာရွက်စာတမ်းလက်မှတ်ထိုးတာတွေတော့လလဲပိုင်းတော့အထိရွှေဆိုင်နိုင်လို့ရှိရင်ပို့ပြီးတော့ကောင်းမွန်အဆင်ပြေပါလိမ့်မယ်။ဒါပေမဲ့ဒီကလာအတိတ်ကမပြည့်ပြတ်သေးတဲ့အလုပ်တွေကိုလည်းပြန်လဲပြီးစစ်စစ်ဖို့အကောင်းဆုံးအချိန်ကားပါပဲ။အထိကသတိပြုရန်ကတော့လျှက်စီပစ္စည်းတွေဖုန်းတွေကွန်ပျူတာတွေပျက်စီးတာမျိုးတွေဖြစ်နိုင်တာမို့ဒေတာတွေကိုမကြာခဏ backup လုပ်ထားတင်ပါတယ်။ ပြောတာတဲ့နားထောင်တာကိုလည်းပို့ပြီးတော့ဦးစားပေးတင်ပါရယ်စိတ်စိတ်နေခြင်းဟာဉာဏ်ပညာပါပဲရှင်ငွေကြီးကန်တဲ့စီးပွားရေးကဏ္ဍကတော့ဘူဒူဖာတို့အတွက်အပြောင်းလဲများတဲ့လာတလာဖြစ်ပေမဲ့အခွင့်အလမ်းတွေလည်းပုံများနေမဲ့လာလို့ပြောရပါမယ်လုပ်ငန်းခွင်မှာတင်ယူလိလနိုင်စမ်းနဲ့လိုင်လျောညီထွေမှု ရှိမှုတွေကြောင့်အသိမှတ်ပြုခြင်းခံရပါလိမ့်မယ်အထူးသဖြင့်စာပေပညာရေး သတင်းမီဒီယာဆက်သွယ်ရေးနဲ့အရောင်းမြင့်တရေးကဏ္ဍတွေမှာတော့ကဏ္ဍတွေမှာလုတ်ကန်နဲ့လုတ်ကန်နေသူတွေကတော့ကန်ကောင်းပါလိမ့်မယ်လို့ဖို့ကင်ပဲများနဲ့ဘူပေါင်းဆောင်ရွက်တဲ့အခါမှာလည်းစကားကြောင့်စိတ်ဝမ်းကွဲရခြင်းတွေဖြစ်စေနိုင်တာမို့ရောက်ရှားတင်ပါတယ် အလုတ်ပြောင်းလဲဖို့ကြိုးစားနေသူတွေကံလန်းချက်ရရှိနိုင်ပြီမယ်လို့စာချုပ်စာတမ်းကိုတော့ဂယုဒစိုင်ဖတ်ရှုတင်ပါတယ်ဖတ်ရှုပြီးမှလက်မှတ်တွေပါတယ်ရေးထိုးတင်ပါတယ်ငွေကြီးကံအရာပြောရမယ်ဆိုရင်ဝေငွေတည်ငြိမ်မှုရှိပေမဲ့မာဂျူရီဂျိုရဲ့လှမ်းမိုးမှုကြောင့်မမျောလင်းပဲငွေကြုံဝေကုံကြည့်ကြရရနေနိုင်ပါတယ်အထူးသဖြင့်ဆက်ပစ္စည်းပြင်ဆင်ရတာခီးစရိတ်နဲ့ပညာရေးအတွက်ငွေကုံရတာဖြစ်နိုင်ပါတယ်ယင်းနည်းမြုပ်နှံမှုအတွေ့စတဲ့မှုအတွေ့လက်ရှိ ရှိပြီးသားစနစ်တကျပြန်လဲစစ်စစ်ချင်းဟာပုံမူပြီးတော့အကျိုးကျေးဇူးတွေရရှိလာပါလိမ့်မယ်။လက်လီအယောင်းဝယ်လုပ်ငန်းလုပ်သူတွေကတော့အကျိုးအမြတ်ပုံမူရရှိနိုင်မယ်ထားတယ်လားဖြစ်ပါတယ်။ရှောင်းရံအပိုင်းတွေကတော့အခြားသူတို့အတွက်ငွေကြေးအာမခံခြင်းတွေတို့မဟုတ်အလွယ်တကူဂရီးပေးခြင်းတွေကိုရှောင်တင်ပါတယ်။ကြံပြုတ်ချက်အနေနဲ့ပြောရလို့ရှိရင်တော့အစိမ်းရောင်း ခီးဆောင်အိတ်ဒါမှမဟုတ်ရင်အစိမ်းရောင်ပတ်စံအိတ်ကလေးတွေကိုသုံးဆွဲခြင်းဖြင့်ဝင်ဝင်အထွက်ဝင်ဝင်အဝင်အထွက်ကိုငွေကြေးကိစ္စတွေကိုအစဉ်ပြေစီပါလိမ့်မယ်။ချစ်ချင်းမေတ္တာနဲ့လူမှုဆက်ဆံရေးပန်းရတော့ပြောရမယ်ဆိုရင်တော့အချီးကြီးမှာတော့ပုဒ်ဘဖားကပွင့်လင်းတဲ့ဆက်သွယ်ပြောဆိုမှုတွေဟာအလွန်အရေးပါလာပါလိမ့်မယ်။အီနောင်ရှင်ကြီးချစ်သူဆုံးတွေတွေမှာတော့ဆက်ဆံရေးမှာအစဉ်အမြင်မတူတာတွေအငင်းပေါမှုတွေဖြစ်တတ်တာမို့တအုပ်နဲ့တူပုံမှန်လင်းလင်းဆွေးနွေးပြောဆိုတိုင်ပင်တက်ပါတယ်။ ါပေမဲ့စကားလုံးအသုံးပြုရမှာတော့တတိထားတင်ပါတယ်။စောင့်နောက်ပြောဆိုခြင်းမျိုးဟာစိတ်ဝမ်းကွဲမှုစီကိုဦးတည်နိုင်ပါတယ်။ဒါကြောင့်အတူနဲ့တူစောင့်နောက်ခြင်းကိုရှောင်ရှင်းကြောင်းကျင်တင်ပါတယ်။အတူတူစောင့်ဖတ်တာတွေအတူတူသင်တန်းတတာမျိုးတွေဟာချက်ချင်းမြတ်တာကိုပုံမှုခိုင်မြဲစေပါလိမ့်မယ်။သာသမီများရဲ့ပညာရေးကိစ္စနဲ့ပတ်သက်ပြီးတော့လည်းအကောင်းဆုံးဖြည့်ရှင်းပေးနိုင်မယ်ဒါတလားဖြစ်ပါတယ်။ လူပြူအပြူများကတော့ဒီလမှာအွန်လိုင်းမှာမိတ်ဆွေဖွဲ့ချင်းသမဟုပညာရေးနယ်ပယ်မှာနေပြီးတော့ချစ်သူရေးစားတွေကတော့ပုံမှုပြီးတော့ကံကောင်းလာနိုင်ပါတယ်။တင်ရပျော်ပျော်ရွှင်ရွှင်နဲ့ပေါ့ပေါ့ပွားပွားနေတတ်တဲ့သူတွေအတွက်ဆက်ဆောင်မှုရှိနေပါလိမ့်မယ်။တည်ငြိမ်ပြီးတော့အနာဂတ်အတွက်စဉ်းစားတတ်တဲ့သူကိုပဲရွေးချယ်တင်ပါတယ်။ အခြေအနေမှာစကားများတာကောလာဟာရတွေဟိုတဲ့တတိထားတင်ပါတယ်အဓိကလှုပ်ဆောင်ရမှာတွေကတော့အမှန်တရားကိုယူသားစွာပေါ်ပြပါလင်ညာချင်းသို့မဟုတ်ဖုံးကွယ်ချင်းကရရှိမှာစူးကျူးတွေကိုဖြစ်စေပါလိမ့်မယ်ကျဲမကြီးအရင်နဲ့ပြောရမှာစင်တော့ဒီတစ်လားလုံးစေရောကိုပါချက်မှာပြီးတော့ကံကောင်းနေဖို့အတွက် ကျင်းကုန်တဲ့ဘူဒူဖားတို့ဟာစိတ်ကြည်စင်မှုကြောင့်အာယုံကျောစနစ်တည်အသက်ရှူလမ်းကြောင်းနဲ့ခြေလက်တည်လည်းထိခိုက်လွယ်တတ်ပါတယ်။အလုတ်ကိုအလွန်ကြုံလောက်တာမျိုးလည်းရှောင်တတ်ပါတယ်။လမ်းလျှောက်ခြင်း၊ဆက်ဖိစီခြင်းစတဲ့ကိုလက်လေးကျင်ကန်းတွေကိုလည်းလုတ်တတ်ပါတယ်။စိတ်ပူစိတ်ပူပန်မှုကိုရှော့ချဖို့အတွက်ကနန်းတွက်ခြင်း၊ပေရီဖြေးချခြင်းစတဲ့ညံစင်းကစားနည်းလေးတွေကိုကစားပေးတာလည်းကျန်းမာရေးအတွက်အထောက်အကူဖြစ်စေပါတယ်။ ဘောရူဘာရူတွေမြမယူရာရေးတဲ့ရေးတဲ့အနေနဲ့ပြောရမယ်ဆိုရင်တော့ဘောရူနံဖရားမှာရေချမ်းတက်စစ်ကတ်လူချင်းတပတ်လင်တစ်ချိန်သို့မဟုတ်အချိန်ရတိုင်းမြေပဲသို့မဟုတ်ဗန္ဒာစီတစ်စစ်မျိုးစုံပါဝင်တဲ့အစားအစာတွေကိုဖရားရှင်ကကတ်လူပူဇော်ပါဒါဟာဉာဏ်ပညာကိုတိုးပွားစေပြီးတော့အခက်ခဲတွေကိုဖြေရှင်းပေးနိုင်တဲ့ရည်ရည်ဖြစ်ပါတယ် ကံဖွင့်စီတဲ့အရာကတော့အစိမ်းရောင်သို့မဟုတ်အဝါနုရောင်လေးတွေကိုဒီလားထဲမှာမြန်မြန်ဝတ်ဆင်ပေးလိုက်ပါအဲ့လိုဝတ်ဆင်ခြင်းဖြင့်စိတ်တည်ငြိမ်မှုနဲ့ငြိမ်ချမ်းကံကိုထောက်ပံ့ပေးပါလိမ့်မယ်အလွန်ကောင်းသောရေရာကိုလှုပ်ဆောင်ခြင်းနဲ့ဆိုလို့ရှိရင်တော့စာရေးကရိယာဖြစ်တဲ့ဘောပင်ခဲတန်းစာအုပ်များကိုကျောင်းသူကျောင်းသားလေးများအားလူတန်းပေးလိုက်ပါတင်ကြားပို့ချနေသူတွေကိုကူညီခြင်းအားနဲ့တင်းရဲ့ဆက်သွယ်ရေးကံကြမ္မာကိုအထူးမြင့်တင်ပေးပါလိမ့်မယ် နိုဝင်ဘာလ၁ရက်ကနေပြီးတော့၁၀ရက်အတွင်းမှာဆိုရင်အလုံနေရအိနေရအပြောင်းလဲတွေစတင်မှုတွေစဉ်းစားတက်ပါတယ်။မူကြီးနဲ့ပတ်သက်ပြီးတော့လည်းအဲ့ဒီရက်တွေမှာတရိထတက်ပါတယ်။နိုဝင်ဘာလ၁၇ရက်ကနေပြီးတော့၂၀ရက်အတွင်းမှာကျတော့အတိတ်ကလုတ်ခဲ့မှုတွေအလုတ်တွေမိတ်ဆွေဟောင်းမိတ်ဟောင်းဆွေဟောင်းနေစီရနေပြီးတော့အကျိုးအမြတ်တွေရရှိနိုင်ပါတယ်။အဲ့ဒီရက်တွေမှာအခြေအနေတွေလည်းကောင်းမွန်ပါတယ်။ နိုဝင်ဘာလ21ရက်မှ30ရက်မှကြတော့ခီးသွလာမှုကံဒီကောင်းပါတယ်အရေးကြီးဆုံးဆုံးဖြတ်ချက်တွေရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချတော့မယ်ဆိုလို့ရှိရင်ချမှတ်ဖို့အတွက်အကောင်းဆုံးဖြစ်ပါတယ်ကံအကောင်းဆုံးအချိန်ဒီလည်းဖြစ်ပါတယ်ကဲဘုရူဘာရော2025နိုဝင်ဘာလဟာဘုရူဘာရုအတွက်ဉာဏ်ပညာကိုထိန်းချုပ်ပြီးတော့ဆက်သွယ်ရေးအမှောင်ရင်းတွေကိုပြုဆိုင်ရမယ်လားဖြစ်ပါတယ်အသေးအွဲကိစ္စလေးတွေကိုအာယုံ စိုက်ပြီးတော့အမားနဲ့အောင်လှုပ်ဆောင်ရမယ်ဆိုရင်ဒီလအတင်အတွက်ကြီးမားတဲ့သင်ခန်းစာနဲ့အောင်မြင်မှုတွေကိုယူဆောင်လာပါလိမ့်မယ်ဒီလရဲ့ဆောင်ဘုတ်ကတော့ဉာဏ်ပညာဖြင့်ဖြည့်ရှင်သိခံခြင်းဖြင့်အောင်မြင်ဆဆရဲ့ဆုံးဖြတ်တဲ့နေရာမှာဉာဏ်ပညာနဲ့ဖြည့်ရှင်ပြီးတော့အရာရာကိုသိခံပြီးခြင်းဖြင့်အောင်မြင်မှုတွေရရှိလာပါလိမ့်မယ်အားလုံးပဲကံကောင်းခြင်းတွေစိတ်ချမ်းသာခြင်းတွေပိုင်ဆိုင်ကြပါစေရှင်နောက်ထပ် မွေးနေ့ပွားတွေအတွက် hostel လေးတွေကိုလည်းဆီယာမအမြဲဆုံးတက်ဆက်ပေးသွားမှာမို့လူရဘော channel ကို like and subscribe လုပ်ပေးပါအောင်နော်နောက်ထပ်ဘလူးဘီရင်အကြောင်းအရာလေးတွေကိုသိချင်နေဆိုတာလည်း comment မှာရေးပေးခဲ့လို့ရပါတယ်ရှင်အားလုံးပဲကျမ်းမာချမ်းသာကြပါစေ